အားလုံးပဲမင်္ဂလာပါများကောင်းစက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးတို့ဖားလျက်တော့ရန်ကုန်မြို့စူလီဖျားနာမှာမဲဆွဲပွဲကျင်းပနေတဲ့ရွှေအိမ်စီတို့မွန်မမရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာရွှေအိမ်စီမွန်မမအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘာတွေလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ AC ကလေးကအမမရဲ့အတွေ့အကြုံတစ်ခုရှိတယ်။အဲ့ဒါအဖေရှင်ရန်သွားတဲ့နေ့မှာ AC ကိုအရာဖေးကိုဖေးမသွားတော့ဖေးပါလဲနေရမယ်။ဖေးသွားလို့ရှိရင်ဖေးတင်ပါဆိုပြီးတော့လိုက်ဆွဲခဲ့တဲ့ငွေလေးပဲဖြစ်ပါတယ်။အဲ့ဒီငွေကတမတော်သားတွေနဲ့သူ့ရဲ့မိသားစုတွေပါဘလို့ကျန်းကျန်းတဲ့ဘဝကိုဖက်တန်းခဲ့ရတယ်ဆိုတာကိုပြတ်တာပါပဲ။ AC ဖေးဟာတိုက်ပွဲပေါင်း၁၄ဝက်မကတိုက်ခဲ့တယ်။တိုင်းပြည်ပေါ်တာဝန်ရှိသူတွေကတမတော်သားတယောက်ပဲဖြစ်ပါတယ်။ အိတ်ဆေးပေကွက်လုံးရပြီးတော့မှလည်းအမေဟာတမတော်ရဲမှာပဲစီးရင်တောင်းဝင်ကိုလက်ခံပြီးတော့တထဲမှာပဲကြီးခြင်းနေပါလေတက်ကတာမီပြောင်းနေနဲ့ဖားခင်လာစားလေးနဲ့ချုပ်တိုက်ခဲ့ပေမဲ့အိစီယာဒီဘွားကိုဂုံယူပါတယ်ဘာလို့လဲဆိုတော့ကိုဖားဒီဟာကိုတိုင်းကြီးကိုလူမျိုးအတွက်ကိုချိုးစုံနေတာခံနေတဲ့သူတရားဖြစ်လို့ပါပဲကိုမိုင်းနမနားချောက်တင်ငါတုံညာတုံညာနဲ့တာဝန်ချေခဲ့တဲ့အိစီဖားခင်နဲ့အတူ မြမတမတော်ကြီးတခုလုံးပါလေဒီလိုတာဝန်ခြေပြုပြီးတော့တစ္ဆာရှေ့စသားတွေအများကြီးရှိနေပါတယ်တွန်လင်းသူကမြေဘက်နိုင်ငံဝန်ထမ်းတွေပါလေကိုတိုင်းကြီးကုလူမျိုးအတွက်စွန့်လွန်နေတာခံပြီးတော့အမှုထမ်းတွေရတဲ့သူအများကြီးပဲဒီနေ့ဒီခန်းသားမှာတယောက်ပြီး is is god only in your jagaro ဆဆွားလို့ရလူမျိုးလေးစားတင်လေးစားထိုက်တဲ့တမတော်သားတွေနဲ့နိုင်ငံဝန်ထမ်းတွေရဲ့ကျေးဇူးကိုလေးစားကာရဝပြုဝဲဖြစ်ပါတယ် င်ရအောင်ဖိတ်ကြားခဲ့တဲ့ပွဲစဉ်တွေကိုလည်းအစီအစကနေပြီးတော့အထူးကျေးဇူးတင်မိပါတယ်။ဒီကနေ့ဒီပြဒီပွဲမှာပါဝင်စရာပြုံးမယ်ဆိုတော့ AC ကိုချစ်ခင်ကြတဲ့ဆရာသမားတွေပြည်သူတွေထဲမှာစိုးရိမ်နေတာရှိတယ်။တချို့ကလည်း AC ရဲ့အမှုပညာပဲလို့ပါအစားအိမ်ပါပါနေလို့ပြောခဲ့ကြတယ်။တချို့ကကြတော့လည်းဒီပွဲမှာပြုံးမဲ့ဘာသာရဲနဲ့အကြောင်းအရာ AC တက်ရွယ်ချက်အရန်ကိုကြီးမားနေတယ် AC မနိုင်တော့ဘူးအရန်ညှစ်လို့နေတယ်လို့ပြောကြတယ်။ဒီနေရာမှာ AC ရှင်းလင်းနေသွားအောင်လို့တင်ပြချင်တာက အခုပွဲမှာအခြားဘာအယောင်သွေးရွေချမ်းသာမပါဘဲနိုင်ငံသားတယောက်ရဲ့မွေးရပါတာဝန်ရပြောတင်ပြောထိုက်တဲ့စကားတွေကိုပြောဖို့ ATT ဘွဲကိုတက်ရောက်လာတာပါငင်းငယ်ကြီးကြီးနိုင်ငံသားတွေကိုစွမ်းရှိတော့တန်းတီမှာကိုနိုင်ငံကိုကြောက်ရတဲ့အမေကိုဘလို့ကောက်ရကြမလဲဆိုတာကိုစဉ်းစားမှာပဲဖြစ်ပါတယ်ဘလို့ကောက်ရမို့ဆိုတာဘလို့ရင်ချင်းနေရင်ချင်းမှုတွေနဲ့ပြည်စုံမှာ ကိုတိုင်းကြီးကိုကောက်ရမယ်လို့မဆိုပါဘူးကိုဘက်ကနေပြီးတော့တက်နိုင်လောက်ကိုဘယ်ရာလူရဲ့ဖြစ်နေမစေကိုကဘာလုပ်ပဲလုပ်နေမစေတက်နိုင်လောက်တက်နိုင်တပိုင်းလောက်ရမှာပဲဖြစ်ပါတယ်ဒါကြောင့်ခုလက်ရှိမှာဒီကေတာတော်ထမ်းဆောင်နေကြတဲ့ရဲဘော်ရဲဘက်တွေနဲ့ဝန်ထမ်းတွေကိုတစ်ဆန်းတော့အင်စီဘက်ကနေပြီးတော့အားပေးပံ့ပိုးထောက်ပံ့မှုအင်စီမှာရဲအဲရခိုင်တော်ပြည်နယ်ကိစ္စကဘူတော်တော်များအင်စီကိုအဲအကြောင်းနဲ့ပတ်သက်ပြီးတော့ကြည့်ကြရပါတော့ အဲ့မှာပြည့်နေတဲ့စနာတွေကိုတမိုင်းရှိပြောရှင်းပြရမယ်ဆိုလို့ရှိရင်တော့ဒါအများကြီးပဲပြောမှရတယ်အကုန်လုံးကလည်းသိနေပြီဆိုတော့မပြောပါဘူးအရေးကြီးတာကဘာလဲဆိုတော့နိုင်ငံတကာမီဒီယာမှာ ARS တောင်းရံသူတွေဆိုတာလူကြီးအရင်ကအနေနဲ့ပါတယ်ဘာမှမပြောပါတော့ပါဘူးအဲ့တော့မြန်မာနိုင်ငံကပုံကြီးချဲ့နေတယ်မြန်မာလူတွေမကောင်းပါဘူးဆိုပြီးတော့သူတို့ကနေပြီးတော့ဝါရီဖြစ်နေကြပါလေဟုတ်ပါတယ်ဟုတ်တယ်ဒါကမီဒီယာတွေပါအဲ့ဒါမီဒီယာတွေပဲဟုတ်ပါတယ်မီဒီယာတွေပါ ချမ်းဖတ်တောင်းကျင်းသူကတက်ခါရာချုပ်တစ်ခုရေကြီးစကန်30လုံးကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ရန်သူအင်အားကတို့၄တောင်ရှိပါတယ်။တကယ်တည်းကိုတိတွေ့တိုက်ခိုက်မှုက38ချိန်တောင်ထွားခဲ့တာပါ။အဲဒီနောက်မှာအော်တိုလာ25ရက်နေ့ကစပြီးတော့စက်တင်ဘာ9ရက်နေ့အထိတိုက်ခိုက်မှုပေါင်း69ခုထွားခဲ့ပြီးတော့တမတော်သားရဲတပ်ဖွဲ့ဝင်လူမှုလူဝင်မှုကြီးကြပ်ရေးဝန်ထမ်းစုစုပေါင်း15ယောက်တိုင်းပြည်အတွက်အသက်ပေးလှူခဲ့ပါတယ်။18ယောက်ကတော့ဒဏ်ရာရှိခဲ့ပါတယ်။ဒီနေ့ခန္ဓာကြီးရနေပြီးတော့အခုလိုတိုင်းပြည်အတွက် စွန့်လို့စံသားနင်းနာခံရတဲ့တမရတော်သားတွေနဲ့နိုင်ရွေးဝန်ထမ်းတွေနဲ့သူတို့ရဲ့မိသားစုတွေကိုတက်တူချင်များနားလေဆန္ဒကြောင်းလေးလေးနက်နက်အင်စပက်တာတွေပြီးတော့ပြောကြလို့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတမရတော်ဒီတမရတော်သားတွေဒီဘာမှမလိုလားလားမရှိဘဲဘာမှပြန်ပြီးတော့အင်တာနက်လိုတာမရှိဘဲနဲ့သူတို့ကနေပြီးတော့ပေးစစ်တာတက်ပါအဲ့တော့ကျအင်စီတို့ကိုလေးလေးနက်နက်နဲ့ဂုဏ်ပြုချင်ပါတယ်။သူတို့ရဲ့အနစ်နာခံမှုတွေကိုလည်းအင်စီအနေနဲ့အကျဲလေးစားနေပါပါ။ အင်ဂျီရီမြသားစမှာဆိုလို့ရှိရင်အစ်စီဘာကြီးကမိုင်းရန်မက်ကောလို့အနောက်ရောင်နေနေတယ်အဖေကရွှေချင်းချောက်ကြီးလို့ဒေသတွေမှာစစ်စရေးတွေလည်းတည်ဝင်ပါခဲ့ပြီးတော့အဖိုးကလည်းဒီအစ်မမိုင်းပေါ်ရေးတင်းနှက်စရာကြီးတစ်ခုဖြစ်ခဲ့ပါတယ်အခုအဖိုးကလည်းရှင်တစ်ပတ်ဆုံးရှုံးသွားရဲ့သူတို့ဘယ်နဲ့ကိုတွေ့ပြီးတော့နေရကြရဲ့ဘုရားရှိခဲ့ပါတယ်ဆုံးရှုံးမှုတွေကတော့အများကြီးပဲပေါ့နော်အင်စီအချာဖို့တယောက်ကတော့လူလက်ရေးတဲ့ခင်ရတာဝန်မှာတတော်မင်းကြီးဖြစ်ခဲ့လို့နေသက်မနေနိုင်ဘုရားအချင်းတွေကိုကောင်းမှုမျိုးနားလေတယ်ရှင်ကြီးကျွင့်နေတယ် ကြောင့်အစိုးရစစ်ဘက်နဲ့ဘက်ဝန်ထမ်းဘဝမှာအကြီးအကဲတွေရဲ့အတိမတ်ပြမှုကိုဘယ်လောက်တန်ဖိုးထားလဲဆိုတာကိုယ်တိုင်သိခဲ့ရပါတယ်။ဒီနေ့ခေတ်မှာအနိနာခံရရတဲ့တမလို့သားတွေရဲ့နိုင်ငံဝန်ထမ်းတွေကိုအားပေးစေတာအောင်စက်တင်ဘာလ၄ရက်နေ့မှာတမလို့ကာကွယ်ရေးဦးစီးချုပ်နဲ့နိုင်ငံတော်သမ္မတကြီးနဲ့တွဲဆုံဆွေးနွေးရတဲ့အခါမှာသမ္မတကြီးကလုံလောက်တဲ့တက်အင်အားမှုတူးညံ့မှုကိုနေဆက်ချန်စကူရီကိုလည်းခိုင်ခိုင်မာမာကာယံမှာဖို့လမ်းညွှန်မှုတွေကိုသိခဲ့ရလို့သိရပါတယ်။ ကုန်ပြူတိုက်သူတွေကိုလည်းလေးစားစွာအသိမှတ်ပြုပေးနေတဲ့ဒီပွဲကြီးမှာတိကျပြတ်သားတဲ့လက်ညှိုးမှုကိုပေးခဲ့တဲ့သမလာကြီးနဲ့ကြီးရောက်တဲ့အကောင့်တွေပေါ်မှုကိုပြတ်သားခဲ့တဲ့တက်မတော်ကော်မတီဦးစီးချုပ်ကိုလည်းကုန်ပြူလေးစားကြောင်းပြောကြလိုပါတယ်။အခုချိန်မှာဘာဖြစ်လို့လဲဆိုတော့တက်အင်အားအချင်းချက်ဖို့တော့အရန်ကိုရေးကြည့်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာလူတွေကဒုက္ခရောက်တဲ့အခါမှာကိုရီဘယ်သူကကဲမလဲ။ကိုရီချင်းချင်းနဲ့ကဲရမှာလေ။ဘယ်သူမှလာပြီးပုံကဲမှာမဟုတ်ဘူး။အဲ့ရစီနဲ့ပတ်သက်ပြီးတော့အခုပြပြောချင်တာကအောဘောရမယ့်စတင်မာလာမှာအစ်ကြီးခုနကပြောခဲ့တဲ့လိုမျိုးတိုက်တဲ့ဝင်ကြွားခဲ့တယ် ARS ဘက်ကနေပြီးတော့စနစ်ကျတဲ့ထုတ်ကဲမှုနဲ့တရားရင်နဲ့လုံဆောင်သွားတယ်လို့တက်မတော်သတင်းမှန်ကြေညာရေးဘက်ကနေပြီးတော့ထုတ်ပြန်သွားတာကိုအင်စတီကျူတီးရတယ်စနစ်ကျတဲ့ထုတ်ကဲမှုဆိုတာနဲ့ပတ်သက်ပြီးနည်းနည်းလားပြောပြခြင်းနဲ့အဲ့ဒါဘာလဲဆိုတော့အားလုံးတည်ပြီးသားပြီးတဲ့အတိုင်းစက်တင်ဘာလဒခိုင်ရင်းနဲ့ပတ်သက်ပြီး NC ဗီဒီယိုတစ်ခုလုပ်ခဲ့တယ်အဲ့ဗီဒီယိုမှာ ARS ဘက်ရဲ့လှုပ်ရှားမှုကို Telefix တိုင်းလို့ပြောပြခဲ့တယ် အဲ့စကလုံးကလည်း incident ဘုကောင်ဒီမနက်ကလေးဘုကောင်ကဘာပါပေါ့နော်ဒီအတုံးတော့ဟို calf size ဆိုတဲ့အတုံးတော့ဟိုသူတို့ကနေပြီးတော့စိတ်ဝင်စား IC ကိုမေးလာတယ်ဒီစကလုံးကို IC အချင်းချင်းအခါကစဉ်းစားပြီးတော့မှဒါအတိတ်တော်ဆုံးလို့ရှင်းလို့ IC ရအောင်ဖြစ်ခဲ့တာပါအဲ့စကလေးကဘာလဲဆိုတော့ဆရာမကြီးဒေါက်တာဒေါ်အင်းရင်းနဲ့ပြောခဲ့တယ်လို့မျိုးဒီခိုင်ကြီးလေးမှာအချို့သောဒေတာတွေမှာဘာသာရေးခေါင်းဆောင်တွေတိတ်ပြီးတော့ဩစာကြီးနေတာကြောင့် ကုလသမဂ္ဂအခမဲ့ဖြန့်ပြီးတဲ့လူဦးရေတိုးပွားမှုတားဆီးရဲ့ဆေးတွေကိုတောက်ရင်နည်းနည်းရဲ့ကြည့်မယ်မလုံးပါဘူးဒီဟာမလုံးပါဘူးဒါမလုံးပါဘူးဆိုပြီးဝါဒတွေဖြန့်ထားပါတယ်အဲ့လိုမျိုးလုံတဲ့ movement ကို ACLO က Calafist movement လို့ခေါ်ပါတယ်အဲ့ဒီ Calafist တိုင်းကိုအခြေခံနေပြီးတွောင်းမယ်ဆိုလို့ရှိရင်တော့အားလုံးကအစ္စလာမ်ဘာသာကိုရှုံ့ချရတယ်ပြည်တွင်းနေနိုင်ငံအစ္စလာမ်ဘာသာဝင်တွေကိုနှိတ်ကွတယ်လို့အခြေစေချင်ပါဘူးအချိန်ရတော့လည်းဒီမှာအရန်လေးစားတဲ့ဆံမတစ်ယောက်ရှိတယ်သူကအစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်တယ်ဒါပေမဲ့ ဆရာမကသူ့ကပြောတဲ့ collectivist movement ဆိုတာကိုသူကအရင်ကစက်နေတဲ့သူပြောဖြစ်တယ်။သူကစကားပြောတဲ့အခါမှာလူမျက်တိမ်ွေးရယ်အခြားဘာသာတွေကိုလည်းနှီးစားတယ်။သူဆရာမတရားပြတဲ့အတွက်ကြောင့်ကျောင်းမှာကျောင်းသားတွေကိုစာသင်ပေးရတယ်။အေးစီယိုလိုမျိုးဗုဒ္ဓဘာသာမိသားစုကလေးတွေအများဆုံးရှိတဲ့အတွက်ကြောင့်သူကကလေးတွေကိုနည်းနည်းဆိုကျောင်းတက်တာနဲ့ဩဃာသဆိုကြငါမတင်ကြယူကြဆိုပြီးတော့တင်ပြပေးခဲ့တယ်။မိမိကိုယ်မရဘာသာကိုသူတို့ဘာမှတင်းသွင်းတာမလုပ်ဘဲနဲ့သက်ဆိုင်တဲ့သူရဲ့ဘာသာရေးဆုံးမရပဲမိမအရေးကြောင့်ရှိအောင်လို့တင်ပြခဲ့ရဆရာမှာပဲဖြစ်တယ်။ အခုချိန်မှာဆိုလို့ရှိရင်ကာလီယာတီဆိုလို့ရှိရင် institute အနေနဲ့သူ့သွားမျိုးဘယ်လိုနေရောမလဲတော့ဒီနေရာမှာပြောပြချင်တာကကိုနဲ့အလူစမတူတဲ့ကိုယ်ပိုင်ရပါတာတခုကို institute ကတိုက်ခိုက်နေတာမဟုတ်ပါဘူးအနိုင်ချင်းပူချမှုကိုဒါဆန့်ကျင်နေတာပါဘယ်တိုင်းနေရာမှာကိုလူမျိုးပေါ်အနိုင်ချင်းပူချတာမျိုးလက်ခံနေမှာမဟုတ်ဘူးဒါကြောင့်အကျန်းလုံးပါတာဆိုတဲ့ terrorism ကိုဆန့်ကျင်နေကျောင်းပစာ movement ကိုဆန့်ကျင်နေ Iranian Islamic Republic ကိုဆန့်ကျင်နေရဆိုတာလုံးဝမဟုတ်ပါဘူး င်ကပထမနေခဲ့တယ်ချီလီငယ်အတွက်လူမျိုးပေါင်းစုံဘာသာပေါင်းစုံပြည်တော်ရှင်နိုင်ခဲ့တယ်ခရစ်စမတ်ဆိုလို့ရှိရင်လည်းတထဲကကင်းရံဘူးကြီးအိမ်မှာတချီလေးဆိုကြပျော်ပါနေကြမုတ်ပင်စားကြအရန်ပျော်စရာကောင်းလို့အရင်အိမ်ကောင်းရင်ကချင်းချင်းရမုံဆိုတိုင်းနာမိသားစုရင်းနဲ့ဆွေမျိုးလိုမျိုးပဲနေခဲ့ကြတယ်ခေါင်းရင်ရံဘူးကြီးဆိုလို့ရှိရင်နောက်ပိုင်းမှာတိုင်းပြည်အတွက်မျိုးလုံးလုံးပြီးလို့သွားရမယ်ဖြစ်တယ်အားလုံးကဒီကော့စ်ကူတပဲလုပ်နေကြရတယ်နိုင်ငံတကာမှာခွားချီတဲ့မီဒီယာအချို့ရဲ့ ဝါဒဖြစ်မှုကြောင့်အိမ်စီယုမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်တွေကအစ္စလာမ်ဘာသာဝင်တွေကိုအနိုင်ကျင့်နေပိုကြနေရလို့ခင်နေကြတယ်။အဲဒီအတွက်ကြောင့်ဒီဆွဆွဲချက်ကလုံးဝမှားယူနေတယ်ဆိုတာကိုအိမ်စီယုကသိတယ်။ဒါပေမဲ့သူတို့ရဲ့တရားကိုလုံးဝမယ်။လူကြီးဆိုင်နဲ့ပတ်သက်ပြီးတော့လေအင်စီမိန်တဲ့ဗီဒီယိုထုတ်ပြတဲ့အခါမှာအားလုံးကအင်စီလာမေးကြတယ်။ကမ္ဘာမီဒီယာကလည်းဒီကိစ္စကိုတော်တော်လေးကိုစိတ်ဝင်စားကြတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့အင်စိပတ်ကနေတက်နိုင်တော့ပြောတယ်ပြေဆုံးတဲ့တိုင်းရှင်းပြတယ်အချိန်ဒီမှန်လေးကဘယ်လိုလဲဆိုတာအင်စိတ냐ရဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့မကြောင်ရအိန္ဒိယ today ရုပ်မြင်သံကြားအစီအစဉ်မှာအင်စိကိုပုံမိထားလေးကိုသူထည့်ပေးထားတယ်အင်စိကဘာပါလဲဆိုတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်ရှိသွားသူတွေရဲ့ဒုက္ခတွေစကမ်းမှာရိုက်ထားတဲ့အပိုင်းလေးကိုသူထည့်ထားတယ်အဲ့ကျမှာဒုက္ခသည်စကန်ရောက်မှုဘာသာဝင်တွေကို ARSE ကအတိအကမကိုလူခွင့်ရေးချိုးဖောက်မှုမျိုးသမီးခွင့်ရေးချိုးဖောက်မှုတွေကိုတရင်ရဲ့ကျူးလို့နေတာကိုတွေ့ခဲ့ရတယ် အခုချိန်မှာဘယ်လောက်ဆိုးလာလဲဆိုတော့ ARC ကဗုဒ္ဓဘာသာမိမှုတွေကမကောင်းသူတို့ရဲ့ movement ကို၆ခံအားမပေးတဲ့သူတို့ရဲ့အလားတူအစ်စ်နံပါတာတွေကိုတော့မှရံပြုတ်တိုက်ခိုက်နေတာကိုတွေ့တယ်။အဲ့တော့ AC ပြောချင်တာက ARC ကဒီလိုမှတိုက်ခိုက်တယ်ဒီလိုမှတိုက်ခိုက်တယ်လို့နေမှာမဟုတ်အားလုံးကိုတိုက်ခိုက်တယ်သူတို့ရဲ့ဝါဒနဲ့စန့်ကျင်ပြီးဆိုတာလည်းဒီလိုမျိုးတိုက်ခိုက်တယ်။အဲ့ဒါလေးကိုချက်ပြောချင်ပါမယ်။ပြီးတော့ Natural Library ကဂျီကိုတင်ပြဝင်လာတော့ဒီပါကနေပြီးတော့မြန်မာနိုင်ငံအကြောင်းကိုစိတ်ဝင်စားနေတဲ့ about time I would have you me a cool rose gala I would like to present witness to the international community for the fact that today the Myanmar public is showing its support and encouragement to the servicemen of our armed forces and dedicated serv civil servants. They are the heroic men and women who are risking their lives and limbs in the remote areas to bring peace to the local population. Today, we can see the attendance from all walks of life, including representations of more than 25 political parties. There is a non-partisan movement that reflects the feelings of Myanmar public as a whole. Yes, I know there are two sides to a story, and I also know that you have heard the other side's account. More often, fabricated and exaggerated versions. Now, please give us a chance to deliver our message.